အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါအဲ့တော့ လက်ရှိမှာတော့ကျွန်တော်တို့အင်္ဂလန်ဒါဘီတွေ့ကြမှာပေါ့နော်ဒါကျွန်တော်နှစ်သိန်းလုံးကပရိသတ်တွေကတော့ဒါကျွန်တော်သူများအသင်းကိုတော့မစိုးရင်ဘူးအကုန်လုံးကကိုယ့်အသင်းပဲကိုယ်စိုးရင်နေတာဒါလစ်ဗာပူးဆိုတဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုကြောက်တယ်လို့ဆိုင်သူတို့ကသူတို့အသင်းသားသူတို့ပို့ပြီးတော့ကြောက်နေတယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်တစ်ဖက်ကမန်ချက်စတာယူနိုက်တက်အသင်းဘက်ကလည်းပြန်ကြည့်ရင်တော့မန်ချက်စတာယူနိုက်တက်ကလစ်ဗာပူးကိုကြောက်တယ်လို့ဆိုင်သူတို့အသင်းကသူတို့ဘာဒီများဆက်ပြီးတော့ကြောက်အောင်မလဲဆိုတဲ့အနေထားရှိတယ်နှစ်သိန်းလုံးမှာလက်ရှိမှာတော့ကျွန်တော်တို့ခြေစွမ်းရတာခုလက်ရှိမှာမူမန်တန်တော့နည်းနည်းလေးကွဲနေတာရှိတယ်လစ်ဗာပူးကလက်ရှိမှာတော့ကျွန်တော်တို့ ရလပိုင်းရဆိုရင်တော့တိတ်ပြီးတော့အဆင်မပြေဘူးဒါကြောင့်၃ဘွဲဆက်ရှုံထားတဲ့ရလပိုင်းရှိတယ်။တစ်ဖက်က Manchester United တင်းကတော့ဆန်နာလန်ကိုနိုင်ပြီးတော့ momentum တစ်ခုတည်ဆောက်ပြီးလက်ရှိမှာအင်ဝင်း၃ဘွဲဆက်နိုင်ဖို့ကိုရှိခဲ့တယ်။ဒါပေမဲ့ပြဿနာ Manchester United အသင်းရဲ့ away win form ။ away win form မှာ Manchester United တင်းကဂိုးပြတ်တကြီးပဲတောက်လျှောက်ရှုံနေခဲ့ပြီးတော့ United တင်းကလက်ရှိ Ruben Amorim ရဲ့လက်ထက်မှာ၂ဘွဲဆက်နိုင်ကြခြင်းမရှိသေးပါဘူး။တစ်ဖက်ကတော့ကျွန်တော်တို့ Arne Slot ရဲ့အသင်းကတော့ဒီနေ့ပွဲစဉ်မှာတစ်ခုခုတော့လုပ်ပြဖို့လုပ်တယ်။ဒါကြောင့်လက်ရှိမှာသူ့ရဲ့အပေါ်မှာဒါကျွန်တော် Manchester City အသင်းရဲ့ရောက်သွားပြီဖြစ်လို့ အာစနိုလ်သင်္ကာလည်းရှိမှာအစစ်တနေရာကနေလေးမှတ်တိတိခွာထားပြီးဖြစ်တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာလစ်ဗာပူးသင်္ကာတာပွဲမကန်ခင်တဲ့ပရက်ရှာတချို့ရှိနေပြီးသားဖြစ်တဲ့ကြောင့်ဒီနေ့ပွဲစဉ်မှာတိတ်တိတ်ချာချာကန်ဖို့လိုတယ်အဲ့တော့ လက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ဘဒူရီတန်ယာရီနဲ့ရှိလဲအလစ်ဆန်ဘက်ကကဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးလွှဲချော်မယ်တေချာတယ်ဒါကျွန်တော်လက်ရှိမှာဂျီယိုဗိုင်းလူးကျွန်တော်ဒါလီယိုနီဒါဒီနေ့နှစ်ကုန်ထီလွှဲချော်မယ်ပက်ချင်တက်လည်းလာကျွန်တော်လက်ရှိမှာဒီလာကုန်ထီလွှဲချော်မယ်သိရတယ်မှာပါတယ်အန်တို့ကဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ဒေါက်ဖူဖြစ်တယ်လို့သိရတယ်မှာပါပါတယ်ကျန်တဲ့ဒါကျွန်တော်တို့တစ်ဖက်ကမန်ချက်စတာယူနိုက်တက်ဒဲလူးစင်ကအီဒင်ဟေဗင်လွှဲချော်မယ်မာဇရာဝီလွှဲချော်အောင်မယ်လို့သိရတယ်မှာပါတယ်လီဆန်ဒိုမာတီနက်စ်ကလက်ရှိမှာထရိနင်းပြန်ဆင်းနေပြီဖြစ်မချခင်မှာအသင်းနဲ့အတူတူဒါကျွန်တော်ပြန်လည်ပြီးပူပေါင်းနိုင်မယ်လို့သိရတယ်မှာပါပါတယ်အဲ့တော့ပြောချင်တာဒီနေ့ပွဲစဉ်မှာဒါနှစ်သင်းလုံး ်းကသူ့ရဲ့ဒါကျွန်တော်ကိုစီကိုစီဒါကျွန်တော်အခြေအနေတွေအခြေအနေကြောင်းကြောင်းနဲ့သူပြဝင်လာဖို့အတွက်ကြိုးစားပါမှာဖြစ်တယ်အဲ့တော့လက်ရှိမှာကျွန်တော်ကြည့်အောင်လက်ရှိဒါကျွန်တော်မနေ့ကပွဲစဉ်တွေမှာဒါကျွန်တော်တို့ဘရာဇီးသားတွေအာဂျင်တီးနားသားတွေကိုတိတ်ပြီးပွဲထုတ်ဖို့အတွက်မသုံးသွားတာကိုတွေ့ရမယ်။တချို့ကြလည်းသုံးသွားတာရှိရလို့ရှိလို့ဒါတချို့ကြလည်းမသုံးတာရှိဥမာဒါကျွန်တော်ချက်စီမှာဆိုရင်မနေ့ကအန်ဆိုဖာနန်ဒက်စ်ကိုအကောင်းကောင်းကြီးအနာပေးခဲ့တာခဲ့တာတွေ့ရမယ်။တချို့ကြလည်းကျွန်တော်လက်ရှိမှာအာဆုံသိလို့မျိုးအတင်းကဂေဘရီယယ်ကစားသမားမျိုးကိုဒါကျွန်တော်ပွဲတွေကြက်နေခဲ့ပြီးမယ်။ဒီလိုမျိုးပွဲစဉ်မှာလည်းဒါဖူဟန်နဲ့ပွဲစဉ်မှာသူ့အနေနဲ့မိနစ်ပြည့်သုံးသွားတယ်။တချို့ကြလည်းကျွန်တော်အာကျွန်တော်တောင်အမေရိကသားတွေကိုဒါ အဝေးကြီးသွားဆောက်လို့ဒါသိပြီးမသုံးအဲ့တော့ဥမပြဒီနေ့ပွဲစမှာဒါကျွန်တော်လက်ရှိမှာကာဆမီရိုအနေနဲ့ပါဝင်ပါဝင်ပို့ရရခိုင်တို့နေများချင်မှာများပဲနေချင်မှာနေဘာလို့ကာဆမီရိုကိုတိုင်ကလက်ရှိမှာဘရာဇီးမှာတွက်ကန်ထားကြဒီနေ့ပွဲစမှာပါဝင်ပို့ထွက်တာအရန်ခုမှာလည်းပါဝင်နေတယ်နေမှာအဲ့တော့ဒီနေ့ပွဲစမှာ United ပြိတ္တတချို့ကဒါကျွန်တော်စိတ်ဝင်တစားဆောင်ကြည့်မှာကသူရဲ့ဂိုဒမားရဲ့လက်ဆွမ်းပဲဂိုဒမားအသေးရဲ့လက်ဆွမ်းကဆန္ဒလန်နဲ့ပွဲစမှာတကယ်ကိုဒါကျွန်တော်မဆိုးဘူးဆိုတဲ့အခြေအနေတစ်ခုကိုပြသခဲ့ပြီးတော့အသင်းကြီးနေတဲ့တွေ့ပြီဆိုရင်ရော ready ဖြစ်လာဆိုတဲ့ခြေစွမ်းလက်ဆွမ်းကိုဒီနေ့ပွဲစမှာပြိတ္တတွေနေတာအမြတ်ဝါထင်းနေတွေ့ရမယ်ဒီမှာပါတယ်အဲ့လက်ရှိမ ာလည်းကျွန်တော် head to head ကိုပြန်ကြည့်မယ်ဆိုရင်တော့ Liverpool အသင်းကသူတို့ရဲ့အိမ်ဝင်းမှာဆိုရင်တော့ Manchester United ကိုဒါကျွန်တော်တို့အကောင်းဆုံးအခံထားနိုင်ခဲ့တာတွေ့ရမယ်။နောက်ဆုံး၅ပွဲမှာပြန်ကြည့်မယ်ဆိုရင်တော့ Manchester United အသင်းကို Liverpool ကတော့တောက်လျှောက်အသာစီးရထားခဲ့တာတွေ့ရမယ်။ဒါ friendly နှုတ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ Liverpool ကပဲအဓိကအသာစီးရထားခဲ့တာတွေ့ရမယ်တယ်မပါ။အဲ့တော့ Liverpool တင်းနေတာသူတို့ရဲ့အိမ်ဝင်းမှာဆိုရင်တော့ Manchester United အသင်းကိုအမြဲတမ်းလူလူဒုက္ခပေးနိုင်ခဲ့တယ်။ဒါပေမဲ့နောက်ဆုံးပြိုင်ပွဲဒါ Manchester United ကိုဒါကျွန်တော်မှတ်မှတ်ရတာကျွန်တော်ဒီနှစ် January ပွဲမှာတော့တူတူဆိုရရတဲ့ United ကတော့ Liverpool ရဲ့အိမ် ်ဘူးမှာတည်ရဆော့နိုင်ခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်။ဒါပေမဲ့လက်ရှိမှာဒါကျွန်တော် Manchester United အသင်းနေနဲ့ Liverpool ကိုနောက်ဆုံးနိုင်ခဲ့တဲ့ FA Platinum က4-3နဲ့နိုင်ခဲ့တာဖြစ်ပြီးတော့ Premier League မှာတော့ကျွန်တော် Liverpool ကို Manchester United အသင်းနိုင်ပွဲပျောက်ဆုံးနေတာတော်တော်လေးကိုကြာပြီလို့ပြောလို့ရမယ်ဒီမှာပါတယ်။ Eric Ten Hag ကလည်းဒါလက်ရှိမှာ United အသင်းနေနဲ့ FA Platinum မှာနိုင်နေတဲ့ပွဲကလွင့်ရင်တော့ Liverpool အသင်းကိုဒါတည်ရရလက်ကအမြင့်ဆုံးအနေထားတစ်ခုကိုပဲတွေ့ရမယ်ဒီမှာပါတယ်။ Premier League မှာဆိုဒါသိကြတယ်မဲ့ United အသင်းကိုဒါကျွန်တော် Liverpool အသင်းကသူတို့ရဲ့အိမ်ဝင်းမှာဆိုတော့ဂိုးပြတ်နိုင်ခဲ့တဲ့အနေထားတွေကိုလည်းခဏခဏတွေ့ရမယ်ဒီမှာပါပါ တယ်လက်ရှိမှာဒါလီဗာပူးတင်းနဲ့ပူပူလောလောဒါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းကိုတော့2024ခုနှစ်ယူနိုက်တက်အင်္ဂွေမှာဒါ3-0ဆိုရရလနဲ့နိုင်ခဲ့ကြတွေ့ရမှာအဲ့တော့ပြန်ကြည့်မယ်ဆိုရင်တော့လီဗာပူးတင်းရဲ့ဒါကျွန်တော်တို့ဒါဂေကိုဒါလူပြောစရာအများဆုံးဖြစ်ခဲ့တာကတော့မန်ချက်စတာယူနိုက်တက်အသင်းကိုသူတို့ရဲ့အင်္ဂွေမှာ9-0ပြတ် ်သွင်းခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့ဒီပွဲစဉ်ကနောက်ပိုင်းမှာဒါ United အသင်းကိုတောက်လျှောက်ဆိုလို့ Liverpool အသင်းက pressure တွေပေးနိုင်ခဲ့ပြီးတော့ FA ဘလားပွဲစဉ်ခုနက Premier League ပွဲစဉ်တွေမှာဆိုတော့ Liverpool အသင်းကပဲအသာရခဲ့တာတွေ့ရမယ်အဲ့တော့ဒါလက်ရှိမှာဒါ head to head တွေကိုအခုချိန်မှာအများကြီးတော့ပြောဖို့မလိုသေးဘာကြောင့်လဲအခုချိန်မှာနှစ်သင်းလုံးရဲ့ခြေစွမ်းကတကယ်ကိုကျွန်တော်တို့အပေါ်အောက်အရန်အတက်ဆင်အရန်မြင့်နေဒါပေမဲ့ Liverpool အသင်းရဲ့ဒီနေ့ပွဲစဉ်ကတကယ်ကိုပို့ပြီးအရေးကြီးလာမယ်လို့မြင်တယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Liverpool မှာတော့ prove a point လို့ဖို့အရန်အရန်အရေးကြီးလာမယ်လို့မြင်တယ်အဲ Liverpool အသင်းနဲ့ဒါကျွန်တော်တို့လက်ရှိမှာသူတို့အသင်းမှာဒါကျွန်တော်တို့ခြေစွမ်းအရန်မပြဘူးလို့ အဲ့ကစားသမားသတ်မှတ်ထားရင် Manchester United အသင်းနဲ့တွေ့ပြီဆိုရင်တော့အဲ့ကစားသမားတွေခြေစွမ်းထပြတဲ့အချက်အမြဲတမ်းရှိတယ်။ကိုဒီကယ်ဝမမဲ့ရတာကြောင့် Manchester United အသင်းနဲ့ကျွန်တော်တို့ မကန်ခင်တောက်လျှောက်မှာသူဝေဘန်ခံရတယ်ပြီးလဲပြီးတော့ United ရဲ့ပွဲစဉ်မှာဒါ Lunes ကိုကက်ပူရဲ့ခြေစွမ်းကြီးကလမ်းပြန်ထွက်ပြီး United ကိုဂိုးပြတ်နိုင်သွားခဲ့တဲ့ပွဲစဉ်ဆိုခဏခဏတွေ့ရမှာဒီမှာပါအဲ့တော့ဒီနေ့ပွဲစဉ်မှာ Liverpool အသစ်နဲ့အဓိကပြင်ဆင်ဖို့လိုအပ်တာကတော့ Cancel ပိုင်မယ် Liverpool အသစ်နောက်ပိုင်းပွဲစဉ်မှာ Cancel ပိုင်ကတော်တော်လေးကိုယူပေါက်တွေများလာခဲ့တယ်ဒါ Chelsea ကို2ဂိုးနောက်ဆုံးမိနစ်ပေးခဲ့2ဂိုးပေးထားခဲ့ Galatasaray ကိုလည်းပေးထားခဲ့ကံကောင်းတဲ့ပွဲစဉ်မှာအဲ့ Galatasaray နဲ့ပွဲစဉ်မှာတော့လည်း Alisson Becker ကတအားကောင်းလို့ဒီထက်ပိုပြီးဂိုးမပြတ်သွားတာဖြစ်တယ်။ Crystal Palace နဲ့ပွဲစဉ်တော့ဒီတိုင်းအဲ့တော့ Liverpool အသစ်နောက်ဆုံးပြိုင်ပွဲစဉ်5ပွဲ ော်မှာပွဲတိုင်းလူလူကိုပေးထားခဲ့ရပြီလက်ရှိမှာဒါကျွန်တော်ခန်းစစ်ပိုင်းကတော့တော်တော်လေးအားနေတယ်တွေ့ရ United အသင်းကလက်ရှိနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာဒါကျွန်တော်တို့လက်ရှိပိုင်းခန်းစစ်ပိုင်းကိုသူတို့နေတယ်ကျွန်တော်၄ပွဲဒါကျွန်တော်ဂိုးပေးခဲ့ပြီစတာကျွန်တော်ဆန်တဲ့လက်မဲစပြီးတော့ပွဲထွက်တဲ့ပွဲစဉ်မှာဒါဂိုးမပေးခဲ့ဘူးပေါ့တော့ခုနပြောခဲ့တဲ့ဥစ္စာတခုအဲ့ဒါပဲတဖက်ကဂိုးသမားကလက်ရှိမှာအသင်းကြီးနဲ့တွေ့ပြီဆိုရင် performance ကဘယ်လောက်ထိ peak ဖြစ်မလဲဆိုတော့တကယ်ဥစ္စာမေးပွဲဖွင့် ဆက်ဆိုဆာမီဘွေဒါကျွန်တော်ဆက်ဆက်အမြင်နေပြီအဲ့တော့ United အသင်းရဲ့လက်ရှိမှာကျွန်တော်တို့ဒါတော်တော်မြတ်ပွဲတွေကံပြီးသွားတဲ့အချိန်မှာ United အသင်းကအခုလက်ရှိမှာ asset တဲ့နေရာမှာရပ်တည်နေတယ်ဒါလက်ရှိမှာအခြေအနေကတိတ်ပြီးတော့မဆိုးလာဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ဒီနေ့ပွဲစမှာ United အသင်းနေနဲ့အနိုင်ယူသွားခဲ့မယ်ဆိုတော့ရမဲ့73မှတ်တတိရပြီးတော့ဒါကျွန်တော်အဆင့်6တီးပြန်လဲပြီးတလာနိုင်ပြီးတော့အဆင့်အပေါ်ကလူရင်းနဲ့ဒါကျွန်တော်လက်ရှိမှာအမှတ်ကတိတ်ခွာတော့မယ်တဲ့မှာပေါ့ပြောချင်တာပြဒီနေ့ပွဲစဉ်ကကယ်ပြီး Manchester United ကနိုင်ခဲ့မယ်73မှတ်နဲ့အတူဒါအဆင့်1က Manchester City နဲ့တော့မှ3မှတ်ပဲခွာတော့မယ်အနေထားတစ်ခု ူရောက်သွားမယ်ဒါပေမဲ့ဒီနေ့ပေါ်မှာကျွန်တော်ဒါအကျိုးရခိုးတယ်ပါခင်ဗျားတို့ကျွန်တော်ဆွေးနွေးခဲ့တယ်ပဲ Liverpool နဲ့ Manchester United ကြားထဲမှာတည်ဘယ်အသင်းမှရလို့အဆင်မပြေဘူးတေးဒါရခဲ့မယ်ဆိုရင်နှစ်သင်းလုံးအတွက်ဘာဆောက်ဒိတ်ပဲမှရှိနေမယ်အနေထားတကူမဟုတ်ဘူးလို့ကျွန်တော်နေနဲ့မြင်တယ်။ဘာကြောင့်လဲဒီနေ့ပေါ်မှာဒါ United ကဘက်တရီတမတ်ရတဲ့အခါရှင်းရှင်းလေးတို့နေ Asset 10ပြန်ရောက်သွားမယ်။ဒါကျွန်တော်တို့ဒါ သူတို့အနေနဲ့ဒါဒီဒီတပတ်ပွဲစဉ်မစခဲ့တဲ့နေရာတနေရာပြန်ရောက်သွားမယ်လီဗာပူးတင်ကဒီနေ့ပွဲစဉ်မှာသာတေးတမတ်ရရထားအဆင့်ဆက်ကျွန်တော်တို့ဒါ16မှတ်နဲ့ဒါကျွန်တော်လက်ရှိမှာအဆင့်3နေရာလောက်မှာပြန်ရမယ်ဒီမယ်ဒါကျွန်တော်တို့ Manchester City ကိုတော့ကြော်နိုင်မဲ့အနေထားမှာရှိအကယ်ကုနာပေါ်တွေလက်ရှိမှာသူတို့နဲ့ဆပ်ကျွန်တော်တို့ United နဲ့ဒါကျွန်တော်တို့အာလီဗာပူးဘက်ကနေပွဲစဉ်မှာဒါစပါကသာအကဲ Aston Villa နိုင်ခဲ့မယ်ဆိုရင်စပါက16မှတ်ဖြစ်သွားမယ်ဆိုရင်ဒါလီဗာပူးတင်တေးတမတ်ကြမယ်ဆိုတော့စပါနဲ့ဒါတိုတယ်တမတ်လောက်ကွာနေသေးမယ်တော့ကြောင့်မို့ ဒါလီဗာပူးတို့ကဒါဒီနေ့ပုံပြောချင်တာဗျလီဗာပူးပဲဖြစ်ဖြစ်ဒါကျွန်တော်မန်ချက်စတာယူနိုက်တက်ဖြစ်ဖြစ်ဒီနေ့ပုံမှာတည်ရကြနှစ်သိန်းလုံးတက်ဘယ်သူမှတိတ်ပဲမရှိဘူးဒါပေမဲ့ဒီနေ့ပွဲစဉ်ရတာလည်းရှိမှာကစားသမားချင်းယူပြီးအဲ့တော့ United အသင်းနေနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ရဲ့ခင်းချင်းမဲ့ပုံစံကဒါနီးပြဘယ်လိုမျိုးသွားမလဲနီးပြလက်ရှိမှာဒါ form မိနေတဲ့ဒါကျွန်တော်ပုံစံမျိုးကိုပဲဆက်ပြီးသွားပါလားဒါဒီနေ့ပွဲစဉ်မှာဒါကျွန်တော်နီးပြနေတဲ့တခုခုပြောင်းလဲမှုပြုလုပ်ပါလားတစ်ဘက်ကတော့ကျွန်တော်လက်ရှိမှာ Arne Slot ဘက်ကတော့ပြောင်းလဲမှုတွေလုပ်ရမယ်လက်ရှိလူစင်းကတော့ကျွန်တော်အလုံးမဖြစ်ဘူးဆိုတော့သူသိနေတယ်ဒီနေ့ပွဲစဉ်မှာဒါပြောင်းလဲမှုတွေလုပ်အဲ့တော့ ဆာလာဒက်ကလိုင်းနင်းဖြစ်လာတဲ့အဖြစ်ကူလည်းဒီနေ့ပွဲစဉ်မှာအဖြစ်ပြန်ရှာမယ်တယ်မှာပါတယ်ဆာလာကဘလူးပဲပြောတာကျွန်တော် Manchester United နဲ့တွေ့ပြီဆိုရင်တော့ဂိုးသွင်းဖို့အတွက်အရန်သဘောကျတဲ့ကစားသမား PP ဒီနေ့ပွဲစဉ်မှာတွေ့ရမယ်ဒီနေ့ပွဲစဉ်မှာဆာလာကိုအမြင်နဲ့ထိမ့်ဖို့အတွက်ခက်ခဲတယ်ဒါကျွန်တော်တို့လူချောတို့အုပ်စုဒါဆာလာနဲ့ပြန်ပြီးတွေ့ရမယ်ဆာလာဒက်ကလိုင်းနင်းဖြစ်တဲ့အချိန်မှာလူချောတို့အုပ်စုကဘလူးမျိုးအကောင်းဆုံးဟန်တာဖို့အတွက်ကြိုးစားသွားမယ်ကျွန်တော်ချက်ချက်တော့ကြည့်ရမယ်ဒါပေမဲ့ ဒီနေ့ပွဲစမှာ United အသင်းနဲ့ကွင်းလယ်ပိုင်းဆိုင်ရာတစ်ချက်တော့ကြည့်ရမယ်အဲ့ဒါကဘာလဲဒီနေ့ပွဲစမှာ Mason Mount ကိုပွဲထွက်မယ်ဆိုတော့ကွင်းလယ်ပိုင်းမှာဒါကျွန်တော် Mason Mount နဲ့ဒါကျွန်တော် Bruno Fernandes ရဲ့ switching rule တွေကိုတွေ့ရပြီးတော့ Bruno Fernandes ရဲ့ work rate တွေကိုပိုတွေ့ရလာနိုင်လို့မြင်တယ်ဒီနေ့ပွဲစမှာ Matthew's corner ကိုပဲနေရာဆက်ပြီးသွားမလားဒါမှမဟုတ်ခုနပြောလို့ပဲ Mason Mount ကိုတုံးပြီးတော့တကယ်တဲ့ in game မှာဒါ352ပုံစံမျိုးနဲ့အချိုးချသွားမှာတစ်ချက်တော့စောင့်ကြည့်ရမယ်တော့မှပါဒါပေမဲ့ ဒီနေ့ပေါ်မှာ Ruben Amorim နဲ့ဒါကျွန်တော် pragmatic approach ကိုသွားတင်တယ်လို့မြင်တယ်။တတိယကသူ3ဘက်3နာ3ပါ။ဒါပေမဲ့ခုနက3ဘက်မှာမှတော့သူရဲ့ဒါ philosophy ဝင်ကျင်နေမှာပဲ။တစ်ဖက်ရဲ့ဒါကျွန်တော်ကွင်းလေကိုဖြိုခွင်းဖို့တော့ကြိုးစားမယ်။ Florian Risk လက်ရှိမှာအားနည်းနေတဲ့ဥစ္စာကို United ကအဓိကခွင့်ကောင်းယူပြီး Ugarte နဲ့ဒါကျွန်တော် Florian Risk ကို man marking လုပ်ပြီးတော့ Sobo Slide နဲ့ဒါကျွန်တော် Graham Back ကိုနောက်ကနေပြန်ကတ်ခိုင်းဖို့တော့အဓိကလုပ်အောင်ပြောချင်တာပဲခုနကပေါ်လို့ပဲ Risk ကိုကတ်လိုက်ပြီးတော့ Risk ကိုတိုင်ကဆွတ်ဆက်ပြီးယုံပြီးဒါကျွန်တော် Sobo Slide ကလည်းရှင်းတယ်။အဲ့ဒီနေရာမှာ United ရဲ့ကွင်းလေပိုင်းကအဲ့ဒါကိုအခွင့်ကောင်းယူသွားဖို့တော့ကြိုးစားနိုင်တယ်မှာပါ။ဒါပေမဲ့ဒီနေ့ပွဲသမားတာတစ်ဖက်က Liverpool အဓိကအကြောက်ဆုံးဖြစ်မဲ့အရာကနောက်ပိုင်းပွဲစဉ်တွေမှာဒေါ့ရှော့ကူးပေးလာခဲ့တဲ့ counter transition အဲ့ဒီ counter transition ရဲ့လက်ရှိပြဿနာဘာလဲအဓိကကတော့ကျွန်တော် fullback တွေအနေနဲ့ overlap အလွန်ကျွန်းလိုက်လို့ချင်းပြဿနာကနေပြီးတော့ goal တွေပေးရခြင်းပဲ။ဘာကြောင့်လဲလက်ရှိမှာ Liverpool ရဲ့တောင်ပိုင်းတွေကအာနေနေလို့ပဲ။ Cody Gakpo နဲ့ Mohamed Salah ဒါ goal မသွင်းနိုင်တဲ့အချိန်မှာသူ့ရဲ့ fullback နှစ်ယောက်ဖြစ်တဲ့ဒါ Caracas ကို Bradley ရောနှစ်ယောက်လုံးကဒါကျွန်တော် overlap brand ကိုလိုက်လို့ပေးရတယ်။အဲ့ဒီအချိန်မှာဒါကျွန်တော်လက်ရှိမှာဒါကျွန်တော် Liverpool ရှုံးခဲ့တဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆို Galatasaray ဆိုဒီနေရာမှာ Osimhen ကအခွင့်အောင်းယူသွားခဲ့တာတွေ့ရမယ်။ Chelsea ဆိုဒီနေရာမှာဒါကျွန်တော် Alejandro Garnacho အုပ်စုကအခွင့်ကောင်းယူဖို့အတွက်ကြိုးစားတော့တာတွေ့ရမယ်။ဒီမှာ Crystal Palace အုပ်စုဆိုတာ Ismaili Saga ဒါကြီးကိုအခွင့်ကောင်းကြီးကျယ်ယူသွားခဲ့တဲ့ moment တွေတွေ့ရမယ်။အဲ့တော့ပြောချင်တာကဒီနေ့ပေါ်မှာရှင်းပါတယ်။ Liverpool တင်းနဲ့တောင်ကျွန်တော်တို့ full back တွေကို overlap brand တွေကို knee ဆွဆက်ပြီးမလုပ်ခိုင်းဘူး။ဘာလို့လဲဆိုတော့ခုဘက်ကရှင်းနေတာ Manchester United သင်ကဒီနေ့ပုံမှာ3 back formation ဖြစ်တဲ့ကြောင့်မို့တစ်ဖက်ကတော့ကျွန်တော်အလွန်ကြိုရှေ့တက်မှုကို counter transition နဲ့အတူအဓိကဒုက္ခပေးသွားမယ်လို့မြင်တယ်။ Sesko ကဒီနေ့ပုံမှာ ball holding တာကျွန်တော်တို့ center forward ပုံစံမျိုးတွား M1 ပို့ကိုအဓိကဒါကျွန်တော်ဘောလုံးဖြန့်ပေးနိုင်တဲ့ပုံစံမျက်စိနဲ့မြင်ကြည့်ဗျာလက်ရှိမှာ Brentford ပုံစံမျိုးပဲ။ဒါကျွန်တော် Sesko ကိုဒါကျွန်တော်ဘောလုံးကန်ခိုင်းပြီးဒါကျွန်တော်လက်ရှိမှာ United ဒါကျွန်တော်တို့ Brentford ကိုရှုံးသွားတဲ့ပုံစံမျိုးပုံစံဖြစ်သွားနိုင်တယ်။ Diego ကဘောလုံးကန်မယ် M1 ပို့ကတော့ကျွန်တော် Runner အနေနဲ့ပြ Kevin Shaw လို့ Runner အနေနဲ့ပြန်မယ်။အဲ့ကနေဒါကျွန်တော် switch လုပ်သွားမယ်။ Bruno Fernandes ကဒီညမှာ လောင်းဘောရင်တော့ဆော့ဒီကောင်တွေစပမ်လုပ်သွားနိုင်တယ်ကောင်တာထရန်ဆက်ရှင်အဲ့တော့လီဗာပူးအသင်းနဲ့ဒီနေ့ပေါ်မှာကူနာတေအာယုံမပြတ်ဘူးရေးကြည့်တယ်ဒီနေ့ပေါ်မှာလီဗာပူးအသင်းနဲ့ဒါကန်ဆယ်ပိုင်းကိုတော်တော်လေးကိုအာယုံဆိုက်ရမယ်ပွဲစဉ်ပွဲဖြစ်တယ်အာယုံသာမဆိုင်နိုင်ဆို United ရဲ့ကောင်တာထရန်ဆက်ရှင်တွေဂျားတဲ့မှာလီဗာပူးမျောသွားနိုင်မယ်ဒါမှရှိရောကျွန်တော်လည်းမြင်တယ်ဒီနေ့ပေါ်မှာဒါကျွန်တော်သင်းလုံးကဒါပြိတ္တတွေကသူများအသင်းကိုကြောက်တာဆိုင်အကုန်လုံးကတော့ကိုယ့်အသင်းကိုကြောက်နေတဲ့ပြိတ္တတွေကြီးပဲဒါရှင်းရှင်းလေးပဲအဲ့တော့ဒီနေ့ပေါ်မှာဒါ United အသင်းနဲ့ momentum တည်ထားတဲ့ဆန္ဒလက်နဲ့ပွဲစဉ်နဲ့ပြန်ပြီး momentum ဆက်ပြီးဒါလီဗာပူးရဲ့အိမ်ဝင်မှာတည်နိုင်မလားဒါ United အသင်းနဲ့ဒီနေ့ပေါ်မှာ ာဒါလီဗာပူးရဲ့အိမ်ကမှသူတို့အနေနဲ့အကောင်းဆုံးခြေစွမ်းပြဖို့တော့ဂျူးစားသွားမယ်။လက်ရှိမှာလီဗာပူးအားနည်းနေတဲ့အချိန်မှာမန်ချက်စတာယူနိုက်တက်အသေးအသေးတန်ဒါအခွင့်ကောင်းယူတော့ဂျူးစားသွားမယ်။တစ်ဖက်ကတော့ကျွန်တော်တို့လီဗာပူးဘက်ကပြန်ကြည့်အောင်လီဗာပူးတင်းနဲ့ဒီနေ့ပွဲစဉ်မှာအဖြစ်ကရှင်းပါတယ်။သူတို့အနေနဲ့မန်ချက်စတာယူနိုက်တက်အင်္ဂလန်ဒါဘီမှာသူတို့ရဲ့ခါတီးတဲ့ပြိုင်ဘက်ကိုနိုင်ပြီးတော့သူတို့အနေနဲ့ပြန်ပြီးတော့လဲကျတဲ့နေရာမှာပြန်နိုးထဖို့အတွက်သူတို့အနေနဲ့သူတို့ရဲ့ဒါမဟာပြိုင်ဘက်ကြီးကိုနိုင်ပြီးတော့ပြန်နိုးထဖို့လုပ်မယ်ဆိုတဲ့အခွင့်အရေးကိုသူတို့အသုံးချသွားဖို့အတွက်ပြင်ဆင်သွားမယ်လို့မြင်တယ်။နောက်သေးလုံးကလက်ရှိမှာသူတို့ရဲ့ဒါကျွန်တော်ရည်ရွယ်ချက်က ိုစီကိုစီနဲ့ပန်းတိုင်ကိုသွားမယ်လို့မြင်တယ်။ဘဒူကပန်းတိုင်ရောက်သွားမယ်။ဘဒူကဒါကျွန်တော်လိတ်လဲဘဒူကယုံလဲတခြားတော့ဆောင်းကြည့်ရမှာတော့မပါပါဘူး။လောက်ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုကြနေဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 တို့မှာကျင်းလူဆန်ပေါ့အကူဒီလိုရပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာအမြဲတမ်းဖြစ်ပါတယ်။အားလုံးကြိုတူပါနဲ့။ကောင်းမွန်တော့နေလေးနေဖြစ်ပါဆုမွန်ကောင်တောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့။ဒီပေါ်ပါဗျ။